မတ်လ10ရက်နေ့ကကျင်းပခဲ့တဲ့လွှတ်တော်စည်းဝေးတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဒုတိယသမ္မတလောင်းတွေအဖြစ်ပြည်သူ့လွှတ်တော်မှာဦးထင်ကျော်နဲ့အမျိုးသားလွှတ်တော်မှာဦးဟင်နီရီဘန်တီယူတို့ကို အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒုတိယသမ္မတလောင်းနာမည်စာရင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ဦးထင်ကျော်ကသမ္မတဖြစ်လာပွဲရှိနေပါတယ်။ဦးထင်ကျော်ကို1946ခုနှစ်ဇူလိုင်လ20ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးအခုအချိန်မှာအသက်80အရွယ်ရှိပါပြီ။ သမရနေရာအတွက်တည်ကြနေတဲ့ဥထင်ကျော်အားဆိုရင်ဒေါခင်ကြီးဖောင်ဒေးရှင်းရဲ့ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အနီးမှာနှစ်ပေါင်းများစွာ ရှိနေခဲ့သူတဦးဖြစ်တဲ့ဥထင်ကျော်ဟာအမှန်တကယ်တော့ဒီချုပ်ပါတီထက်ဒေါအောင်ဆန်းစုကြည်နဲ့ပုံမူနီးကပ်သူတဦးဖြစ်ပါတယ်။နေရင်အကျယ်ချုပ်ကြနေခြင်းအတွင်းမှာဒေါအောင်ဆန်းစုကြည်နဲ့ပြင်ပကဘာကိုချိတ်ဆက်ပေးခဲ့တဲ့လူအနည်းစုမှာဥထင်ကျော်လည်းအပါအဝင်ဖြစ်ပါတယ်။ဒီချုပ်ပါတီဝင်တွေကတော့သူ့ကို တိုသိပ်လို့ဝက်စွာနေသက်သူလို့တိထားကြတာဖြစ်ပါတယ်။ဥထင်ကျော်လို့ပြောလိုက်ပြီးဆိုတာနဲ့သူ့အကြောင်းထက်သူ့မိသားစုအတိုင်းဝိုင်းကောင်းမွန်တောင်းတင်းတာကိုပို့ပြီးပြောလို့ရှိကြပါတယ်။၁990ခုနှစ်ကကမာရွတ်မြို့နယ်ရွေးကောက်ခံအမတ်ကန္နဝင်စာရေးဆရာကဗျာဆရာကြီးဆရာမင်းသူဝင်ရဲ့သားဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့အနီးကပ်လူယုံတဦးဖြစ်တဲ့ပြည်သူ့လွတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်ဆုစုလွင်ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ် ဒေါ်စုစုလွင်ဟာဒီကျုပ်ပါတီစတင်ထူထောင်ကလေးကပါဝင်ခဲ့တဲ့ဥလွင်ရဲ့သမီးဖြစ်တယ်လို့ဥထင်ကျော်ကတော့ဥလွင်ရဲ့သမက်ဖြစ်နေတာပါဥထင်ကျော်ဟာ1962ခုနှစ်မှာစီးပွားရေးတက်သို့တက်ရောက်ပြီးမဟာဘွဲ့ရရှိထားသူတဦးဖြစ်တယ်လို့ဗြိတိန်နိုင်ငံမှာပညာစည်းဝေးခွင့်ရခဲ့တဲ့ရန်ကုန်ကွန်ပျူတာဌာနရဲ့ပထမဆုံးနိုင်ငံခြားပညာတော်သင်တဦးလည်းဖြစ်ပါတယ် တမရအရေးချင်းစစ်စစ်ပြီးအရေးချင်းနဲ့ကိုက်ညီမယ်ဆိုရင်တော့ဥထင်ကျော်ဟာမြန်မာနိုင်ငံရဲ့တမရဖြစ်ဖို့တေချာနေသူတို့ဘူးပါ